မင်္ဂလာပါခင်ဗျာ။뇌ဦးနေရမယနေ့2025ခုနှစ်မေလ26ရက်နေ့ညပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်။ကျွန်တော်တောက်ကြပါ။သတင်းကောင်းစဉ် ဗမှုချုပ်ဟောင်းပြစ်ခတ်ခံရခြင်းကိုအကြောင်းပြုကရန်ကုန်စစ်အုပ်စုဝင်များဘက်ထရီဘိန်းဖမ်းမိငွေရှာကောင်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဗမှုချုပ်ဟောင်းချုပ်ထွန်းအောင်ပြစ်ခတ်ရှင်းလင်းခံရခြင်းကိုအကြောင်းပြုကရန်ကုန်စစ်ချေဘုံမြို့နယ်အချို့မှာစစ်အုပ်စုဝင်တို့ကဘက်ထရီစပိန်းများဖမ်းဆီးငွေညှိနေကြောင်းသိရှိရပါတယ်ရန်ကုန်မြို့တကုံမြို့တည်အရှိပိုင်းမြို့နယ်တကုံမြို့တည်တောင်ပိုင်းမြို့နယ်တင်ငန်းကျွန်းမြောက်အုတ်ကလာနဲ့မရန်ကုန်တို့မှာဘက်ထရီစပိန်းနဲ့ e-bike တို့ကိုစစ်တပ်ရဲနဲ့ပြူစောတီတို့ကဖမ်းဆီးကငွေညှိနေကြောင်းရန်ကုန်အခြေစိုက် ရဲတရင်ရင်းမြစ်ထံကနေသိရှိရပါတယ်။ပြစ်သောတဲ့လူငယ်တွေကဘက်ထရီဘိန်းနဲ့ဆိုတော့တိုင်းယုံကို report တက်လို့ကောင်းအောင်အလုပ်လုပ်ပြတဲ့အနေနဲ့ဘက်ထရီဘိန်းတွေဖမ်းခိုင်းတာအဲ့ဒီကိုဖမ်းတဲ့သူတွေကကို့အတွက်ကြံအောင်ဖမ်းပြီးငွေညှစ်တာမနေ့ကတင်ငင်းကျွန်းနဲ့တကုံတောင်ဘက်မှာဖမ်းတယ်။ဒီနေ့တကုံအရှိတ်ဘက်မှာဖမ်းတယ်လို့သိရတယ်။အဓိကဖမ်းနေတာကရဲနဲ့ပြည်ရွေးလို့၎င်းက MPA ကိုပြောပါတယ်။ဗိုလ်မှူးချုပ်ဟောင်းချုပ်ထွန်းအောင်ပြစ်ခတ်ရှင်းလင်းခဲ့သူများဟုဆိုကဘက်ထရီစပိန်စီးနင်းလာသူနှစ်ဦးရဲ့ CCTV မှတ်တမ်းတပ်ပုံတပုံ Telegram မှာပြန့်နှံ့လာခဲ့ပြီးနောက်အထက်ပါအတိုင်းဘက်ထရီဘိန်းများဖန်ဆီးနေခြင်းဖြစ်ပါတယ်။စီမံချက်အနေနဲ့လောက်တာတော့မဟုတ်ဘူး။တစ်မျိုးလုံးဘက်ထရီဘိန်းလိုက်ဖန်တာမျိုးလည်းမဟုတ်ဘူး။အလုတ်လုတ်ပြတဲ့အနေနဲ့တချို့နေရာတွေမှာဖန်တယ်။မင်းရင်တစည်းကို2000 3000နဲ့ပြန်ရွေးခိုင်းတယ်။ဘိန်းကအရန်တင့်နေရင်တခါတည်းတင်လိုက်ပြီးပြန်ရောင်းစားတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။မေလ25ရက်ကတောင်တကုံမြို့နယ်22ရက်ကွက်ထဲမှာရဲနဲ့ပြူစောတီတို့ကဘက်ထရီဘိန်းများဖန်ဆီးခဲ့ကြောင်း Rangoon Scout Network ကထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင်ကြားပေးနေသူဗိုလ်မှူးချုပ်ဟောင်းချုပ်ထွန်းအောင်ကိုမေလ22ရက်နနက်ပိုင်းမှာရန်ကုန်မြို့မယန်းကုန်းမြို့နဲ့အမှတ်9ရပ်ကွက်ရွှေနင်းစီ6လမ်းမှာရှိတဲ့၎င်းရဲ့အိမ်ရှိမှာရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ Golden Valley Warriors ကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်၍စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုနိုင်ငံရေးလှည့်ဖြားမှုအဖြစ်အာဆီယံဥက္ကဋ္ဌပေးချကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့စစ်ပွဲများရပ်တန့်ရန်တောင်းဆိုလိုက်ပြီးစစ်ကောင်စီရဲ့အဆိုပြုထားတဲ့ရွေးကောက်ပွဲများကိုနိုင်ငံရေးလှည့်ပြမှုအဖြစ်ပယ်ချလိုက်ပါတယ်။မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်က2021ခုနှစ်မှာမြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာနေဆက်ဖြတ်ကျော်ထွက်ပြေးလာသူများနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများကိုအားပေးအားမြောက်ပြုလျက်နေဆက်များကိုပုံမှုပြန့်နှံ့နေကြောင်းသတိပေးခဲ့ပါတယ်။အာဆီယံရဲ့ယက်တီချက်ဖြစ်တဲ့ ပြည်တွင်းရေးကိစ္စများမှာဝင်ရောက်မဆွတ်ဖက်မှုယက်တိချက်ကိုထပ်မံအတည်ပြုခဲ့တယ်လို့အာဆီယံဟာအကြက်အတဲကိုပြည်တွင်းမှာဖြည့်ရှင်းရန်အလေးထားတိုက်တွန်းခဲ့ပါတယ်။မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလင်ဟာငင်းချမ်းရေးဆွေးနွေးပွဲများပြန်လည်စတင်ရန်အခွင့်အရေးတစ်တခုဖန်တီးပေးခဲ့ကြောင်းဟာဆန်ကပြောပါတယ်။အာဆီယံရဲ့တိတွေ့ဆက်ဆံမှုကိုအားကောင်းစေရန်ရည်ရွယ်၍ဟာဆန်ကမြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းအထူးတပ်တမန်တအုပ်ကို သုံးနှစ်တက်တန်းဖြင့်ခန့်အပ်ရန်အစီအစဉ်များကိုကြေညာခဲ့ပြီးလက်ရှိဥက္ကဋ္ဌတာဝန်နှင့်အတူနှစ်စဉ်အလှည့်ကျတာဝန်ယူရတဲ့စနစ်ကိုအစားထိုးသွားမယ်လို့ဆိုပါတယ်။အထူးတက်တမန်အသက်ဟာဇွန်လမှာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မျှော်လင့်ထားရပါတယ်။ဟာဆန်ကမြန်မာနိုင်ငံမှာကျင်းပရန်စီစဉ်ထားတဲ့မိသည့်ရွေးကောက်ပွဲမဆိုတရားဝင်အဖြစ်သတ်မှတ်ခံရရန်တက်ဆိုင်ရာအဖွဲ့အစည်းအလုံးပါဝင်ရမှာဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။အတိုက်အခံအဖွဲ့အစည်းများကိုပိတ်ပင်ထားခြင်းသို့မဟုတ် မဲပေးချင်းကိုမြန်မာပြည်သူများကကန့်ကွက်နေကြကြောင်းစစ်တပ်ဟာနိုင်ငံရဲ့နေရအနှံအပြားမှာထိန်းချုပ်မှုဆုံးရှုံးနေကြောင်းထောက်ပြခဲ့ပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းကိုအထင်မြင်လွှဲမစေဖို့အတွက်ရွေးကောက်ပွဲလုပ်နေတာပါအတိတ်ပဲရှိလေလို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမေးခွန်းထုတ်ခဲ့ပါတယ်။မလေးရှားဟာတိုက်ရိုက်ဆွေးနွေးမှုများအဆင်ပြေစေရန်စစ်ကောင်စီနဲ့အတိုက်အခံအဖွဲ့နှစ်ခုလုံးနဲ့တရားဆွေးနွေးမှုများပြုလုပ်ရန်စီစဉ်လျက်ရှိပါတယ်။ထိုင်းဝန်ကြီးချုပ် ဖေထုံတန်ရှင်နာဝက်ကလည်းမလေးရှားရဲ့ယက်တီချက်ကိုထောက်ခံပြောကြားခဲ့ပြီးမြန်မာနိုင်ငံမှာတည်ငြိမ်မှုပြန်လည်တည်ဆောက်ရေးရဲ့အရေးပါပုံကိုအလေးပေးပြောကြားကငင်းညံ့တဲ့နိုင်ငံရေးပြောင်းလဲမှုကိုမောင်းနှင်ရမှာအာဆီယံရဲ့ဗဟုအခမ်းကဏ္ဍကိုမိမောင်းထိုးပြခဲ့ပါတယ်။ထိုင်းနိုင်ငံကမလေးရှားရဲ့တရမန်ရေးရကျိုးပန်းမှုများနဲ့မြန်မာငလင်တန်ခံရသူများအထက်လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပါဝင်ကူညီရန်ကတိပြုခဲ့ပါတယ်။ဝန်ကြီးချုပ်ပေထုံတန်က ငင်းချင်းရင်မြင့်တယ်ရယ်နေဆက်လုံကြုံရင်နဲ့နေဆက်ဖြစ်ကျော်ရာဆွေးမှုများကိုတိုက်ဖြက်ရယ်ဒေတာရင်းပုံမှုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားခဲ့ပြီးအာဆီယံရဲ့ပုံသဘောတူညီချက်၅ရပ်ကိုလည်းပြန်လည်အတည်ပြုခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ကပရိပက္ခတ်နဲ့တဘာဝဘေးအန္တရာယ်ခံစားရတဲ့လူမှုအတိုက်အဝန်းများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများထက်မှန်တိုးမြင့်ရန်လည်းတောင်းဆိုခဲ့ပါသေးတယ်ခင်ဗျာ။ဆက်လက်၍ဘုံကျဲမှုဒဏ်ခံနိုင်တဲ့မြေအောက်စင်းရုံစည်းကမ်းများ NUG တိစောက်မဲ့အကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ဘုံကျဲတံခံနိုင်တဲ့မြေအောက်ဆေးရုံနဲ့ဆေးကမ်းများဆောက်လုပ်ရန်အတွက် American Dollar 4သိန်းလိုအပ်နေကြောင်း NUG ဝန်ကြီးဒေါက်တာဆော်ဝေဆိုးကပြောကြားလိုက်ပါတယ်။ April နဲ့ May လအတွင်းဘုံကျဲတိုက်ခိုက်မှုများပြားလာပြီးဆေးရုံဆေးကမ်းများလုံခြုံမှုမရှိတဲ့အတွက်မြေအောက်ဆေးရုံဆေးကမ်းများဘုံကျဲတံခံနိုင်တဲ့ဆေးရုံဆေးကမ်းများဆောက်ရန်လိုအပ်လာတဲ့အတွက်ပြည်တွင်းပြည်ပအလှူရှင်များကူညီကြရန်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနနဲ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဆော်ဝေဆိုးကပြောကြားခဲ့ပါတယ်။ စစ်ကူတပ်မှုပေးနေကြတဲ့ဆရာဝန်ဆရာမတူနာပြူများကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးနိုင်ငံတစ်ခုပါသူတို့လုံနေရတာဖြစ်ပါတယ်သူတို့တွေလုံခြုံစိတ်ချစွာစစ်ကူတပ်မှုပေးနိုင်ဖို့အတွက်သူတို့တွေလုံခြုံစိတ်ချစွာအနားယူနိုင်ဖို့အတွက်ကျွန်တော်တို့မှာဘုံကျဲတံခံနိုင်တဲ့စေယုံစေကန်းတွေလိုအပ်ပါတယ်ဘုံကျဲတံခံနိုင်တဲ့မြေအောက်စေယုံစေကန်းများတိစောက်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့တာကိုဝိုင်းဝန်းကူညီကြပါလို့ကျွန်တော်အနေနဲ့အားလုံးကိုဒီနေရာကနေတိုက်တွန်းလို့ဆိုလိုပါတယ်လို့ဒေါက်တာဇော်ဝေစုကပြောပါတယ် မြေပြင်မှာတည်ရှိနေတဲ့ရှေတန်းစေးရုံစေကံများရောနောက်တန်းစေးရုံစေကံများပါဘုံချစ်တိုက်ခိုက်ခံရကြောင်းလဲ၎င်းကပြောပါတယ်။ဆရာဝန်တွေတူနာပြုတွေကိုရည်ရွယ်ချက်ရှိရှိနဲ့စေးရုံစေကံတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံချစ်တိုက်ခိုက်ဖြစ်စည်းခံရပါတယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ဟာဆရာဝန်တွေတူနာပြုတွေကျမ်းမာရေးစောင့်ရှောက်တဲ့သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ ယခင်ကတောတဲ့တောင်တဲမှာရှိတဲ့စေယုံစေကများအခြေချစေယုံစေကများတိဆောက်ကစိတ်ကူတမှုပေးခဲ့ပေမဲ့လည်းဘုံကျဲတက်ခိုက်မှုများပုံမှုများပြားလာတဲ့အတွက်လုံခြုံမှုမရှိတော့ကြောင်းသိရှိရပါတယ်။ Safe Hospital Safe Healthcare Fundraising Campaign ကာလကို မေလ24ရက်မှဇွန်လ30ရက်ထိတက်မှတ်ထားပြီး OFP Fundraiser များ GoFundMe Brighter Future Foundation နဲ့ HDFM နဲ့ Spring Crowd Fund SCF တို့မှတဆင့်ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်၍ဘော့စတွန်မြို့မှာပြုလုပ်တဲ့ Yawnee Life in Boston ပွဲကနေဒေါ်လာရင်းပုံငွေဒေါ်လာ9000ကျော်ရရှိခဲ့ဒေါ်လာအမှုပညာရှင်လင်းလင်းရဲ့ဂီတာဒေါ်လာ9000နဲ့လေးလံအောင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ American ပြည်ထောင်စု Boston မြို့မှာပြုလုပ်တဲ့ဒေါ်လာအမှုပညာရှင်အဆိုတော်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ Yawnee Life in Boston ဂီတာဖျော်ဖြေပွဲကနေကန်ဒေါ်လာ9000ကျော်ရရှိခဲ့တယ်လို့သိရှိရပါတယ်မေလ24ရက်နေ့ကဘော့စတွန်မြို့မှာပြုလုပ်တဲ့ ရောင်နီ Life in Boston ဂီတဖျော်ဖြေပွဲမှာလာရောက်အားပေးခဲ့သူ၄၀၀ကျော်ရှိခဲ့ပါတယ်။ရောင်နီ Life in Boston ပွဲမှာတော်လန်အနုပညာရှင်လင်းလင်းတီးခတ်တဲ့ဂီတကိုလေးလံတင် ရောင်းချရမှာဒေါ်လာ9000နဲ့လေးလံအောင်သွားခဲ့တယ်လို့ဆိုပါတယ်။ Music ကိုတိတ်ကြိုက်တတ်သူတွေအတွက် Boston ရဲ့မင်းမရမဲ့ Amplex Music Night လေးပါပဲလို့တော်လန်အနုပညာရှင်ချစ်သူဝေကသူမရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ယောင်နီ Life in San Francisco ကိုဇွန်လ14ရက်နေ့မှာ California ပြည်နယ်မှာပြုလုပ်သွားမှာဖြစ်ပြီးဇွန်လ28ရက်နေ့မှာတော့ယောင်နီ Life in Florida ကို Orlando မြို့တွေမှာဆက်လက်ဖြောပြသွားမယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်၍မိုင်းလာမှာအခြားမြည်သည့်အဖွဲ့မှမရှိဟု NDAA ခေါင်းဆောင်ကို ပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကယမန်နေ့မေလ25ရက်နေ့မှာရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့မှာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA မိုင်းလာရဲ့ငင်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ကျိုင်းတုံမြို့အခြေစိုက်ဒရီဂန်တိုင်းစစ်တနာချုပ်မှာ NDAA ရဲ့ငင်းချမ်းရေးနဲ့စီလုံးရေးကော်မတီဒုဥက္ကဋ္ဌဦးစန်းပေဦးဆောင်တဲ့အဆိုပါအဖွဲ့နဲ့တွေ့ဆုံခဲ့ကြတယ်လို့စစ်ကောင်စီအာဘော်နိုင်ငံပိုင်သတင်းစာများမှာဖော်ပြထားပါတယ်။စစ်ကောင်ဆောင်ကယခုကဲ့သို့မိတ်ဆွေဟောင်းများနဲ့ပြန်တွေ့ဆုံရတဲ့အတွက်ဝမ်းမြောက်ကြောင်းပါတီစုံဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အခြေခံနဲ့ပြည်ထောင်စုစနစ်ရှောက်လန်းနေခြင်းဖြစ်ကြောင်း တိုင်းရင်းသားညီရင်းအကူမောင်နှမများအနေနဲ့နိုင်ငံအကျိုးပေါ်ဆောင်သွားရန်လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ NDAA မိုင်းလာမဦးစံပေက၎င်းတို့အနေနဲ့နှစ်30ကျော်ကျင့်သုံးလာတဲ့ပြည်တော်စုမပြိုကွဲရေတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေစတဲ့တာဝန်၃ရက်အတွက်အဓိကထားဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်၎င်းတို့ဒေတာအတွင်းမြည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မြည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမြလက်ခံထားခြင်းမရှိကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။အဆိုပါတွေ့ဆုံပွဲကိုစစ်ကောင်းဆောင်တဲ့အတူဗိုလ်ချုပ်ကြီးရေဝင်းဦးဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့တက်အရာရှိကြီးများတက်ရောက်ခဲ့တယ်လို့ NDAA မိုင်းလာအဖွဲ့ဦးစန်းပေနဲ့အတူဒုဥက္ကဋ္ဌဦးစန်းလူဦးကြည်မြင့်တို့တက်ရောက်ကြတယ်လို့သိရှိရပါတယ်။စစ်ကောင်းဆောင်တဲ့အဖွဲ့ဟာပြီးခဲ့တဲ့မေလ24ရက်နေ့ကရှမ်းပြည်နယ်အရှေ့ပိုင်းကိုရောက်ရှိနေကြခြင်းဖြစ်ပြီးဒရီဂန်ဒေတာတိုင်းစစ်ဌာနချုပ် တိုင်းမှုဘုံမှုချုပ်စိုးလိုင်အပါအဝင်စစ်ကောင်စီအရာရှိကြီးများနဲ့တွေ့ဆုံခဲ့ကြပါတယ်။ထရီဂန်ဒေတာတိုင်းစစ်ဌာနချုပ်ရဲ့စီဦးစီးစီရင်စစ်တောက်ဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများကိုစစ်ဆေးခဲ့တယ်လို့ထုတ်ပြန်ထားပြီးနေဆက်ဒေတာများမှာတရားမဝင်ကုန်သွယ်မှုများနဲ့အွန်လိုင်းလောင်းကစားလိမ်လည်မှုများမရှိစေရေးအပါအဝင်ဒေတာရင်းလုံခြုံရေးနိုင်ငံတော်လုံခြုံရေးအခြေအနေများဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်းဆောင်ကမိုင်းလာအဖွဲနဲ့တွားရောက်တွေ့ဆုံမှုပေါ့စစ်ကောင်စီကကျင်းပရန်ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍အဖွဲအစည်းများနဲ့လိုက်လံတွေ့ဆုံနေခြင်းသာဖြစ်ကြောင်းစစ်ရေးနိုင်ငံရေးလေလာတုံးသက်သူဦးတန်းစိုးနိုင်ကပြောပါတယ်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာသူနဲ့မိဖွဲ့နိုင်တဲ့အင်အားစုနေမြေအဲ့ဒီဒေတာတွေမှာတက်နိုင်တဲ့လောက်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ဆွဲဆောင်စည်းရုံးဖို့အတွက်ဒီအလုပ်တွေလုပ်နေတယ်လို့ထင်ပါတယ်မိုင်းလာကိုဒီလိုလုပ်တဲ့အတိုင်းပဲတခြားတစ်ဖက်မှာလည်း UWSA ကိုလည်းမကြခင်ဆက်သွယ်ပြီးတော့ အဲ့လိုပဲဆွေးနွေးလိမ့်မယ်လို့ထင်ပါတယ်လို့ပြောပါတယ်။ NDAA အနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာအင်အားစုတရက်အနေဖြင့်ပါဝင်ရန်ဆန္ဒမရှိကြောင်းသဘောထားပြလိုက်ခြင်းဖြစ်တယ်လို့ဦးတန်းစိုးနိုင်ကယူဆပါတယ်။အခုကစစ်ကောင်စီအနေနဲ့ကသူတို့တတ်မှတ်ထားတဲ့ရွေးကောက်ပွဲကျင်းပဖို့အတွက်သူတို့အနေနဲ့စီစဉ်ဆိုင်ပြနေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်သူတို့နဲ့ဆက်ဆံလို့ရတဲ့အဖွဲ့အစည်းမှန်တများနဲ့ရွေးကောက်ပွဲမှာအတက်နိုင်ဆုံးပါဝင်ဖို့သူတို့အနေနဲ့လိုက်လံပြီးစီယုံတင်သွင်းနေတဲ့သဘောရှိပါတယ်လို့၎င်းကဆိုပါတယ်။ဒါကြောင့်မိုင်းလာက တို့ဘယ်နိုင်ငံရဲ့အဖွဲ့အစည်းနဲ့မှမပတ်သက်ဘူးပါဝင်မှုသဘောထားလည်းမရှိဘူးလို့ပြောတာဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာသူတို့ NDAA ကအင်အားစုတရက်အနေနဲ့ပါဝင်ဖို့သဘောထားမရှိဘူးဆိုတာကိုအရေးနမိတ်ပြလိုက်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်လို့ဆိုပါတယ်စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေတယ်လို့တဖက်ကလည်း၎င်းတို့ကိုစန့်ကျင်တဲ့အရက်ဒေတာများကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှာအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါရခင်ဗျာလူထုဘက်ရက်တီချင်းတရင်အစ်စ်အမှန်ຫນွေဦးနေရန်